မော်မာစစ်ကောင်စီကကျင်းပမဲ့2025ခုနှစ်ရွေးကောက်ပွဲကိုအပြေအဝဆက်ကျင်နိုင်ဖို့အတွက်လူထုပါဝင်လာဖို့တိုက်တွန်းနှုံးဆော်သွားမှာဖြစ်ပြီးတော့မဟာပြူဟာတရရေးဆွဲအကောင့်ထဲပေါ်သွားမယ်လို့မော်မီဖက်ဒရယ်ကောင်စီကဂျွန်လ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဂျွန်လ14နဲ့15ရက်နေ့မှာကျင်းပခဲ့တဲ့မော်မီဖက်ဒရယ်ကောင်စီရဲ့တတိယကြိမ်ညီလာခံထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာ2025ခုနှစ်ရွေးကောက်ပွဲဆက်ကျင်ဖို့ကိစ္စတွေအပါအဝင် အချက်၄ချက်ကိုရှေ့ဆက်လုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်ဖို့ချမှတ်ခဲ့ပါတယ်။မူကြီးတွေမရှိတဲ့ပြည်သူပြည်သားတွေကိုဒီအသိပညာပေးမှုတို့ဥပမာဒီပြည်သူပြည်သားတွေရဲ့ဟိုစိတ်ဝင်စားမှုပေါ့နော်ကျွန်တော်တို့ရဲ့ဒီကက်ကွက်ကိုစက်ကြီးရေလုပ်ငန်းမှာပါဝင်မှုကြတော့တော်တော်လေးဟိုအားရအားရဆက်ကောင်းပါတယ်။တိုးတော်ညာလေခုနပြောထားလို့ပေါ့နော်ဒီနှီးကလာတဲ့အချိန်မှာကြတော့ဟိုဘယ်လိုလုပ်ရမလဲကျွန်တော်တို့ဘယ်မှာလဲအဲ့ဒီအချိန်မှာကြတော့လက်တွေ့ကြကြ ဟိုလုပ်ငန်းပေါ်ဆောင်မှုတွေနောက်ပြီးတော့ဒီဆက်ကြီးရေးလုပ်ငန်းတွေလည်းတိုးချဲ့လုပ်တော့ဖို့ရှိတဲ့အခြေစစ်ကောင်စီကျင်းပမဲ့အတူယောင်ရေးကောင်ပွဲဟာဒီမိုကရေစီနဲ့ဖက်ဒရယ်အကျိုးအတွက်မကိုက်ညီသလိုစစ်ကောင်စီနဲ့ဆရာနာရှင်စနစ်တက်ဆိုးရှည်စေဖို့အတက်ရှူပေါက်တစ်ခုဖြစ်တဲ့ဆိုတာပြည်သူတွေတိတာကြောင့်ပူပေါင်းပါဝင်မှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်စစ်ကောင်စီကျင်းပမဲ့ရေးကောင်ပွဲကိုဆက်ကျင်တိုက်ဖြတ်ဖို့အတွက်အတူယောင်ရေးကောင်ပွဲဆက်ကျင်တိုက်ဖြတ်ရေးကော်မတီကိုပြီးခဲ့တဲ့2024ခုနှစ် စက်တင်ဘာလ29ရက်နေ့မှာမွန်ပြည်ဖက်ဒရယ်ကောင်စီကဖွဲ့စည်းခဲ့ပါသေးတယ်။ကောမဒီအနေနဲ့အတူရောင်ရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့တိုက်ဖြတ်သွားဖို့အတူရောင်ရွေးကောက်ပွဲအကြောင်းပညာပေးတာနိုင်ငံတကာအနေနဲ့ရွေးကောက်ပွဲအတိမတ်မပြုဖို့နီးပညာတွေအပါအဝင်ငွေကြေးအကူအညီမပေးဖို့ကိုထုတ်ပြန်ထားပါတယ်။အဲဒီကောမဒီကိုအခုတတိယကြိမ်မြောက်ကျင်းပတဲ့ညီလာခံမှာကိုယ်စလဲတွေကအပြန်အလှန်ဆွေးနွေးပြီးတော့အတည်ပြုလိုက်တာဖြစ်ပါတယ်။ အခုစစ်ကောင်စီကလည်းသူရဲ့ဒီရွေးကောက်ပွဲကဟိုပီယာစနစ်နဲ့သွားရဲဆိုတော့ဟိုတမဲနှမဲပေးရဲဆိုရင်တော့မှသွားဒီမှာဟိုအမတ်အမတ်ဖြစ်တယ်ဆိုတော့ရွေးကောက်ပွဲပြီးတယ်ဆိုတော့အခြေအနေမျိုးကရှိတာ哦ဆိုတော့ဟိုပြည်သူလူထုကတော့ဒီထက်ပိုပြီးတော့ပါဝင်ဖို့တော့လို့တော့ဗောနော်ဒီထက်ပိုပြီးအာသုံခွန်ဆိုင်ပါမှာပဲဆိုတော့ဟိုရွေးကောက်ပွဲမတိုင်ခင်မှာဒီအခြေအနေတွေကိုဘယ်လိုတားဆီးမလဲဆိုတာတွေလောက်လို့ရပါစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က2025ခုနှစ်ဒီဇင်ဘာလမှာ မြို့နယ်ပေါင်း269မြို့နယ်မှာရွေးကောက်ပွဲကျင်းပတော်မယ်လို့အတည်ပြုထားပါတယ်။အဲဒီရွေးကောက်ပွဲမှာမေအများဆုံးရသူအနိုင်ယူစနစ် FVTV နဲ့အချိုးကျကိုစားပြုစနစ် PR နှစ်မျိုးလုံးကိုအသုံးပြုတော်မယ်လို့ဆိုပါတယ်။ဒါပြင်ရွေးကောက်ပွဲကိုကတ်တက်ထားတဲ့နေမြေတွေကလွှဲရင် တိုင်းနယ်ပြည်နယ်အားလုံးမှာအပိုင်းလိုက်ခွဲပြီးတော့ကျင်းပတော်မှာဖြစ်ပြီးမကျင်းပနိုင်တဲ့နေမြေတွေကိုလည်းထုတ်ပြန်ပေးတော်မယ်လို့စစ်ကောင်စီကော်မရှင်ကဆိုပါတယ်။ သူတို့လောက်နိုင်တာကဟိုမှာအထူးသဖြင့်ဟိုဒီမြို့ပေါ်လောက်ပေါ့မြို့တော်ပေါ်မှာတောင်မှကျွန်တော်တို့နေနဲ့ဟိုမပြတ်ပြတ်အောင်လောက်ဖို့စီစဉ်ထားလို့ရှိတယ်ဒါပေမဲ့ဒါစီရေးဆိုင်ဟိုမြို့ကွက်ချက်နေနဲ့တော့ပြောလို့မရဘောသူတို့ရဲ့ဟိုထိန်ချုပ်နေမြေပဲပြောပြလို့ပြောပြောပေါ့ကျွန်တော်တို့ကြီးမှန်းထားတယ်ဟိုစီရေးဟိုလှုပ်ရှားမှုပေါ့ဒီတရားရာနှုတ်လုံနီးပါးလောက်အဲ့လောက်ဟိုလောက်နိုင်တယ်လို့ကျွန်တော်တို့ဟိုယုံကြည်ထားတယ်လက်ရှိမွန်ဒေတာမှာဆိုရင်မွန်ကိုစားပြုတ်ပါတီတခုဖြစ်တဲ့မွန်ကြီးရွေးပါတီကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ကြထားပေမဲ့ရွေးကောက်ပွဲဝင်မဝင်ကိုတော့အတိအလင်းထုတ်ပြန်ပြောဆိုထားတာမျိုးမရှိသေးပါဘူး။